ဆွေတို့ဝင်ငွေတစ်ခုထဲမှာမိခိုမနေပဲငွေကနေငွေပြန်ရအောင်လုပ်ချင်ရင်တော့ Kevlon Project မှာယင်းနှိမ့်နယ်လိုက်ပါ အားလုံးပဲမင်္ဂလာပါရှင်။ All About Living မှာ IP ဖြစ်ပါတယ်။ Joe Point အထက်နေကွန်ဒိုဖြစ်တဲ့ Kevlon Project ကိုရောက်ရှိနေရဖြစ်ပါတယ်။ဒီ project အကြောင်းလေးကို IP က review လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Kevlon Project တည်နေရဆိုလို့ရှိရင် International School ပေါင်းများစွာဝင်းရံနေပြီးတော့ Bangkok University ကြီးကိုလမ်းလျှောက်အကွာအဝေးတွင်းမှသာတည်ရှိပါတယ်။ဒါ့အပြင် Thammasat University, AIT University တို့ရဲ့အနီးမှာတည်ရှိရတဲ့အတွက်ကြောင့်ကျောင်းသားများအငှားလိုအပ်မှုအမြဲရှိနေမှာဖြစ်လို့ပါပဲ။ ထိုင်းနိုင်ငံမှာအောင်မြင်နေတဲ့ developer ဖြစ်တဲ့ SSY ကစောက်လုပ်နေတာဖြစ်ပြီးတော့လာမယ့်2026နှစ်ကုန်မှာပြည်စည်းမဲ့ project တစ်ခုဖြစ်ပါတယ် project ကြောင့်မပြောပြခင်မှာ Kavalon တရှိတဲ့ Rancid မြို့နယ်အကြောင်းကိုပြောပြပေးကြပါတယ် Rancid မြို့နယ်ဆိုတာဘန်ကောက်မြို့အစွန်ပင်မှာ shopping mall တွေကျောင်းတွေဈေးတွေနဲ့စီကားတဲ့မြို့တစ်ခုဖြစ်ပြီးတော့နာမည်ကြီးကျောင်းတွေဝန်းရံနေတာမို့လူငယ်မျိုးတော့ကျောင်းသားမျိုးတော့လို့လူသိများပါတယ်လူငယ်တွေများလို့မိဘတွေစိတ်မချမှာမပူနဲ့တော့လူငယ်တွေအဆင်ပြေစေဖို့ကွန်ဒိုအများစုဟာတာမ န်ထက်လုံကြုံရေးပိုတင်းကျက်တယ်။ဘန်ကောက်မြို့လယ်ကောင်ကိုသွားမယ်ဆိုရင်ရန်စစ်ရထားလိုင်းကနေပြီးသွားရောက်နိုင်တယ်လို့ကားနဲ့45မိနစ်တင်သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ IV အခုပြပြနေတဲ့ Kevlon Condo ရဲ့အနီးနားမှာတင်လမ်းလျှောက်ရုံနဲ့ရောက်ရှိနိုင်တဲ့ Mingel Mall ကြီးနဲ့ Restaurant နဲ့ Convenience Store တွေအများကြီးရှိတာမို့လို့နေထိုင်သူတွေအတွက်အရန်စင်ပြေတယ်နော်။ဒီ project ရဲ့ထူးခြားချက်ကလေ facility တွေကိုလူငယ်တွေလုံးဝကြိုက်မဲ့ facility တွေထည့်သွင်းပေးထားတယ်။အခြားကွန်ဒိုတွေမှာတော့မပါဝင်တဲ့ board game e-sport gaming, laser shooter ခန်းနေ, music lab, streaming studio နဲ့ dance remix တွေပါပါသေးတယ်။ပြီးတော့ facility တွေကိုလည်းအပိုင်း6ပိုင်းတော့ခွဲခြားထားတာမျိုး amazing ပါပဲ။မြေအေက၈အေကကျယ်ဝန်းပြီးတော့ building ကိုလုံးပါဝင်မှာဖြစ်ပါတယ်။ SSY ရဲ့ compound အကျယ်ဆုံး project တစ်ခုလို့လည်းပြောလို့ရပါတယ်။ location ကိုညွှန်းပြပြီဆိုတော့အခန်းလေးတွေကိုဆက်လက်လေ့လာကြည့်မယ်နော်။ ရွေးချယ်စရာအခန်းမျိုးစား၄မျိုးရှိပါတယ်။ပထမဆုံးအနေနဲ့ IV ပြပေးချင်တာတော့22 square meter ကျဲတဲ့ studio ခန်းလေးဖြစ်ပါတယ်။ ဒီခန်းကကြတော့ဘက်နှစ်တန်းဆွဆွလေးရနေစတင်ဝင်နေမှာဖြစ်ပါတယ်ဒုတိယအခန်းအနေနဲ့ one bedroom walking closet အခန်းလေးကိုလိုက်ပြပေးပါမယ်ဒီခန်းမျိုးစားကြတော့ iv တို့လိုအလှပကြိုက်တဲ့သူတွေအဝတ်စားများတဲ့သူတွေအတွက်အရန်တင်တော်တယ်သူကတော့24 square meter ကျင်းဝန်းနဲ့ဈေးကတော့ဘက်နှစ်တန်းခွဲဝန်းကျင်လေးသာစတင်မှာဖြစ်ပါတယ်။တတိယခန်းလေးကတော့27 square meter ကျင်းဝန်းနဲ့1 bedroom exclusive အခန်းလေးဖြစ်ပါတယ်။ ။ဒီခဲရဲ့အာသချက်ကတော့အချက်ပြုတ်ကောင်းတဲ့အင်ရှင်မတွေအကြိုက်ဖြစ်ပါတယ်။ဒီခန်းလေးကလည်းဘဏ္ဍတန်းခွဲဝင်းကျင်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးခန်းလေးကတော့36 square meter ကျတဲ့1 bedroom plus အခန်းလေးဖြစ်ပါတယ်။ဒီခန်းကကြတော့ကြောင်တက်မဲ့ကျောင်းသားတွေအပြင်မိသားစုတွေပါလာရောက်နေထိုင်လို့ရတဲ့အခန်းကျယ်အမျိုးအစားဖြစ်ပါတယ်။ ဒီ Kevlon project မှာဆိုလို့ရှိရင်အခြားမျိုးလေကောင်ကကွန်ဒိုတွေတဲ့ rental ကြီးအရန်မြင့်ပါတယ်။8% rental ကြီးရရှိနိုင်မယ်လို့ project က recommend လုပ်ထားပါတယ်။ဒီခန်းတွေကိုဝယ်ယူမယ်ဆိုရင်အခန်းပြင်ဆင်ပြီးသားရမယ်အပြင် furniture များ aircon water heater water filter digital door lock များပါရရှိအောင်မှာဖြစ်ပါတယ်တစ်ဖက်မှာစီးပွားရေးလုပ်နေရင်တစ်ဖက်မှာလည်းအလုံးလုံးဆရာမလို့ပဲလာစင်ဝင်ဝင်အခိုင်မာရရှိနေမယ် Kevlon project ကိုကိုယ်တိုင်လာရောက်လေ့လာကြည့်ဖို့ IVR အကြံပေးလိုက်ရပါတယ်ရှင်